အားသာဝါနာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာမေလ16ရက်နေ့နောက်ဆုံးရအာဆီနယ်မနက်ခင်သတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးတင်းတစ်ပုတ်ကိုတော့အသင်းရဲ့အရေးပါတဲ့ကစားသမားတွေကနှစ်ဦးလဲဖြစ်တဲ့စာချုပ်သက်တမ်းတိုးမဲ့ကစားသမားတွေကြောင့်ကျွန်တော်စားလိုက်အောင်ဒီသတင်းကိုတော့ Gimme Sports ရာနဲ့ကျွန်တော်ကူးယူဖော်ပြပါရတယ်။ Gimme Sports ရဲ့အဆိုအရအားစားထိုက်တဲ့အန်ဒရီဘာရာကအသင်းပြင်ပကစားသမားတွေခေါ်ဆောင်မှုစ조사နေလို့အသင်းတွင်းမှာအရေးပါတဲ့ကစားသမားတွေကိုလက်မလွတ်ရဖို့အတွက်သက်တမ်းတိုးဖို့အတွက်ပြင်ဆင်နေတယ်။အထူးသဖြင့်ဘူကောစာကန်းနဲ့ဝီလီယံဆာလီဘာကိုအသင်းရဲ့လောက်ခလာစာအမြင့်မဆုံးကစားသမားတွေဖြစ်သက်တမ်းတိုးဖို့အတွက်သူစ조사နေတယ်။အဲ့ဒီအနေအထားအရလဲကစားသမားနှစ်ဦးစလုံးဒီတရ ောက်ကိုတစ်ဖက်ပေါင်3သိန်းဆိုတဲ့အနေထားနဲ့အာဆင်နဲ့အမြင်မှဆုံးလောကရာဇာရကစားသမားတွေဖြစ်တက်တန်းတိုးနိုင်ဖို့အတွက်သူဆွေးနွေးနေတော်တော်များကိစ္စကြီးကတော့အဆင်ပြေတယ်ဒါပေမဲ့တည့်ရတိုင်းပဲတက်တန်းတိုးရေးကိစ္စဆိုတာကကစားသမားခေါင်းညုံနေမပြီးဘူးဒီ agent နေနဲ့ရောအားစားရိုက်တာနဲ့ရောအသင်းဘုတ်ဖွဲ့နဲ့ရောပြီးတော့ကစားသမားရဲ့ရားပိုင်권နဲ့ရောပြီးတော့ယူပါလိဝင်ရရင်ဘလောက်ချက်မြက်လေးဝင်ရရင်ဘလောက်ကစားသမားတွေစုဖလားစုခူးနိုင်ဘလောက်ဆိုတဲ့ဆွေးနွေးရတဲ့အပိုင်းနေဒီကိုပိုင် sponsor ယူမှုတွေအများကြီးပဲ ပြီးရင်ပွဲနိုင်တဲ့ခါကျရင်ကစားသမားတူးချင်းစီဘောနပ်ဘလောက်ပေးမယ်ဆိုတဲ့ကိစ္စတွေစတက်တီအများကြီးသူတို့ညှိနှိုင်းရတယ်။အဲ့တော့ဘူကောဆာကာနဲ့ဝင်းလန်ဆာလီဘာကိုအသင်းမှာဆက်ပြီးတက်တန်းတိုးဖို့ကြိုးစားနေတဲ့အခါမှာတယောက်ချင်းစီကိုတပတ်ကိုပေါင်း3သိန်းထိပေးသွားမယ်။ဒါသည်လက်ရှိအာဆင်နယ်တင်းရဲ့လုခရစာမြင်မာဆုံးခံရဘက်2သိန်း800ထက်ဆိုရင်တော့နောက်ထပ်ပေါင်း2000ထက်များသွားပါလေ။အဲ့တော့လာမယ့်ရာသီမှာဒီကစားသမားနှစ်ဦးကိုတက်တန်းတိုးနိုင်ခဲ့မယ်ဆိုရင်တော့ခံရဘက်ကအသင်းရဲ့တတိယမြောက်လုခရစာမြင်မာဆုံးဖြတ်သွားနိုင်တယ်။ ဒီနေရာမှာအသင်းရဲ့ဒုတိယလောက်ခရစားအမြန်မဆုံးကစားသမားဖြစ်ရှိနေခဲ့ရတော့ဂါဘီယယ်ဂျေဇူးပေါ့လေအေရှန်တန်ကြောင့်နားနေခဲ့တဲ့ဘရာဇီးသားအဲ့တော့ကျွန်တော်တို့အနေနဲ့စာကာဝစတင်ထားတယ်ဆိုတာကလည်းအသင်းရဲ့အကယ်ဒမီထွက်ဖြစ်တဲ့ quality မြင့်ကစားသမားဆာလီဘာလောက်တော့စာကာသိတဲ့တဲ့မထုတ်ဒါပေမဲ့ စာချုပ်တဲ့တန်တိုးကိုအဆင်မပြေဘူးဟုတ်ပြီဆိုပြီးတော့ကောလာဟာလာလေးနည်းနည်းထွက်ကြည့်လိုက်။ဥရောပမှာစားကောင်းလိုချင်တဲ့တင်းဒီမှာတပုံကြီးပဲ။ဝီလီယံဆာလီဘာနဲ့ပတ်သက်ပြီးရီယမက်တစ်ကလည်းလိုချင်သေးတယ်။အဲ့ဒါကိုကျွန်တော်ဒုတိယသတင်းတပုတ်မှာချိတ်ဆက်ပြီးဖော်ပြပေးမယ်။အဲ့တော့ရီယမက်တစ်ကလည်းဝီလီယံဆာလီဘာကိုတစ်ချောင်းစောင့်ကြည့်နေခါမှာအန်ထရီဘာတာနေနဲ့အသင်းရဲ့ရှင်ရင်းဆွဲကစားသမားတွေတန်တိုးကိုကြိုးစားတယ်။ပြင်ပကစားသမားတစ်တွေကိုလည်းအသင်းရဲ့စကွတ်အတွက်လာမဲ့ဆူပလာတိုက်ပွဲဝင်ဖို့အတွက်ခေါ်ဖို့လုပ်တယ်။ ူ့အနေနဲ့ကလည်းယာတီနှောင်းပိုင်းမှာရောက်လာခဲ့တာကိုကြံခဲ့တဲ့ယာတီအစຫນွေစည်းခွက်တဲ့ရောက်လာခဲ့မယ်ဆိုတော့ပိုပြီးပြင်ဆင်ရရပါလေအခုအသင်းတွင်းရောအသင်းပြင်ပေါ့နှစ်ခုလုံးလုံနေရတယ်တချို့ပိုင်းလေးမှာအာီတာနဲ့သဘောထားမတိုက်ဆိုင်ဘူးဆိုပေမဲ့ကျွန်တော်ကအဲ့ဒါကိုကြိုးဆိုတယ်သိရမလားအာီတာဒီလူခေါ်ခြင်းဆိုပြီးခေါင်းကြီးလက်ထာတဲ့ဆိုင်ဟာမင်းကစားခွက်မှာတော့ तू ကပိုပြီးအဆင်ပြေနိုင်လောက်တယ် ီကစားမှာတော့ဝယ်ပြီးသွားလို့ရှိရင်အသင်းမှာဘလောက်ဈေးတက်နိုင်လောက်လုပ်တယ်ဒီကစားမှာတော့မင်းကစားခွက်မှာအန်ဝင်လောက်တယ်ဆိုတာမျိုးနှစ်ဦးနှစ်ဖက်အဲ့လိုပဲတိတိဆိုင်ဆိုင်ဆွေးနွေးရမှာအရင်တော့ Idukas ပါအာရီဒါဒါဆိုရင်ခေါင်းငိမ့်လိုက်အဲ့ကိစ္စထက်ဆိုင်တော့ entry bar ရောက်လာတာတော့အသင်းရဲ့ကစားခွက်ပိုင်းတော့ကစားသမားဖြစ်တင်းရဲ့အပိုင်းအတွက်ဟောအသင်းရဲ့ရှင်ကစားသမားတွေကိုတတန်းတိုးတဲ့ပိုင်းဟောအများကြီးတိုးတက်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်ဝီလျံဆာလီဘာကတော့အသင်းရဲ့ ခုနှစ်ယောက်မြောက်လောက်ခလာတာမြန်မာသုံးအဖြစ်တပတ်ပေါင်33900ရနေတယ်။ဘူကောင်စားက33900နဲ့6ယောက်မြောက်လောက်ခလာတာမြန်မာသုံးကစားသမားဖြစ်နေတယ်။တက်တန်းတိုးနိုင်ခဲ့ရင်တော့နှစ်ယောက်စလုံးကလည်း2029အထိပဲတက်တန်းရှိရတာဖြစ်တဲ့အတွက်နောက်ထပ်3နှစ်တိုးနိုင်ခဲ့ရင်2030ခုနှစ်တိနှစ်ယောက်စလုံးကိုအာဆင်နယ်ကတပတ်ပေါင်33နဲ့အမြင့်အများဆုံးအသင်းရဲ့လောက်ခလာတာမြင့်ကစားသမားတွေအဖြစ်တက်တန်းတိုးနိုင်သွားတော့မှာပါ။အဲဆိုကစားသမားတယောက်ကောင်းလာပြီဆိုရင်တော့လောက်ခလာစာတော့ share ပေးရမှာမပေးလို့လည်းမရဘူး။ ော်ရံဘုံလောကမှာငွေပေးနိုင်တဲ့အသင်းနောက်ကိုကစားမိုက်လိုက်သွားတာရှိလို့အသင်းကိုချစ်လို့ဆိုပြီးပေးဆက်တဲ့ကစားမိုက်လည်းရှိတယ်ဒါပေမဲ့ဆူပလာတခုခုယူပေးပြီးမထားနိုင်ခဲ့တဲ့အချိန်မှာဆိုရင်တော့ကိုယ်ကစားသမားတွေကိုလောက်ခလာစားရဲ့ပေါ်ထခွင့်ရဲ့ဆူပလာတိုက်ပွဲဝင်မယ်ဆိုတဲ့ဂတိရဲ့နီးပြရဲ့အာပေါ်ရဲ့ဆက်ပြီးတော့တတန်းတို့တိုင်းမှုကျွန်တော်တို့စူးစမ်းသွားမှာဖြစ်ပါတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့နမဲကျော်သတင်းထောက်ဖီဘီဆူရိုမာနိုကဝီလျံဆာလီဘာနဲ့ပတ်သက်ပြီးဖော်ပြပေးသွားတာပါသူရဲ့ပြောပြသွားချက်အရဆိုရင်တော့ဝီလျံဆာလီဘာကိုရီယယ်မက်ဒရစ်ကလက်ရှိအချိန်ကြီးလိုချင်နေသေးပဲ အာဆင်နယ်တင်းကစာချုပ်တက်တန်တူပုကိစ္စကြီးဆွေးနွေးနေရဖြစ်လို့ဝီလျံဆာလီဘာလည်းအာဆင်နယ်ကိုတယောစဉ်တွေ့နေတဲ့အပိုင်းလေးတွေမြင်ရတာဖြစ်တဲ့အတွက်ဒီကစားမောက်ခေါ်ဦးဝတ်တဲ့ဆာလို့ရှင်ခက်မြက်မြက်ပဲပိုမိုလွယ်ကူတဲ့ဘုံမောက်အသင်းကဒင်းဟူဆန်ကိုပဲခေါ်လိုက်တာဖြစ်တယ်။ဒါပေမဲ့ဒင်းဟူဆန်ကိုခေါ်လိုက်တာဖြစ်တဲ့အတွက်အနာဂတ်မှာဆာလီဘာကိုမခေါ်တော့ဘူးဆိုတာမျိုးမဟုတ်ဘဲနဲ့အနာဂတ်မှာလည်းဝီလျံဆာလီဘာနဲ့ပတ်သက်ပြီးရီယယ်မက်ဒစ်ကအနီးကပ်စောင့်ကြည့်သွားမယ်။သူတို့စိတ်ထဲမှာလိုချင်တဲ့အနာဂတ်ပြတ်ပတ်ဖြစ်ရှိနေသေးပဲဆိုပြီးတော့ဒီရီယယ်ရဲ့ ဆာလီဘာနဲ့ပတ်သက်ပြီးသဘောထားကိုဖေဘီဆူမာနိုကပေါ်ပြသွားပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ဝီလျံဆာလီဘာနဲ့ပတ်သက်ပြီးနည်းနည်းတော့တပြင်းချလို့ရသွားပြီဆိုလိုချင်တာကတော့ဘုံမောက်တင်းရဲ့ခစားမဒင်းခုဆင်နဲ့ပတ်သက်ပြီးပေါင်တန်း90လောက်ထိသူတို့အရေးကြတုံးနေဆိုရင်လည်းခေါ်ပြီးသွားပြီဗျာအဲ့လိုအားဖြည့်ပြီးနောက်ပိုင်းမှာတော့ဆာလီဘာကိုချင်းချင်းသူတို့လာပြီးကန်နေမှာမဟုတ်အဲ့တော့အာဆင်နယ်အသင်းအနေနဲ့2029ခုနှစ်တက်တန်းရှိတယ်ဆိုရင်လာမယ့်ຫນွေစည်းကွက်မတိုင်မီဆာလီဘာကိုတက်တန်းတိုးနိုင်ရင်ပိုကောင်းတယ်ကျွန်တော်တို့အရင်ဆုံးဦးမှာယူရမှာက ဒီ2021ကနေ2025ခုနှစ်အတွင်းစာချုပ်တက်တန်ရှိပေမဲ့အသင်းကတက်တန်တိုးဖို့ကိုအာတုံခွန်ဆိုင်မလုပ်ခဲ့ဘဲနဲ့အလက်ဇန္ဒားအာနိုထရန့်အလက်ဇန္ဒားအာနိုလက်လွတ်ခဲ့တဲ့လပဝုကိစ္စကိုကျွန်တော်အတူယူရမှာစာချုပ်တက်တန်ဘလောက်ပဲကြံ့ကြံ့ကစားသမားရဲ့စိတ်ဆန္ဒကအချိန်နဲ့အမျှပြောင်းလဲနိုင်တယ်အဲဆိုနှုတ်တရားစာတစ်လုံးပဲဒီအသင်းကိုဘလောက်ပဲချစ်ပါရထုတ်ပြောပြောကျွန်တော်စာချုပ်ချုပ်ထားနိုင်တာကဒီကစားသမားကိုဒီအသင်းမှာချီတောင်ထားနိုင်ပါဘောလေတချို့တော့ပြောတာပေါ့ဆာလီဘာမင်းဒီအသင်းမှာနေဖလားမရဘူးဘာညာဆိုပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီအသင်းမှာမပြစ်ပင်နိုင်တာ ဲ့တော့ဒီကစားသမားတွေဒီရေဆက်ရှိလို့စုံရတယ်ဒီကလတ်တင်းကတော့ခက်ကလာလေးပြောင်းလဲနေတဲ့ကစားသမားတွေတပီးတောင်းနဲ့ကျွန်တော်တို့ထပ်မံပြီးဖြတ်တန်းသွားရမှာပါအဲ့တော့ဝီလန်ဆာလီဘာအနေနဲ့အသက်24နှစ်ဒင်းဟူဆန်ကတော့အသက်20ပုံငယ်ရွယ်တဲ့ကစားသမားကိုခေါ်သွားနိုင်နေဆိုပေမဲ့ပရီးမီးယားလိမှာတော့တစ်နှစ်ပြီးတစ်နှစ်ဝီလန်ဆာလီဘာသူကဘလို့ကဘာအဆင့်ကစားသမားလဲဆိုတာကိုတတ်သိပြထားနိုင်ခဲ့တယ်။ဒီယာတီမှာနှစ်ကိုသွင်းနိုင်ခဲ့တယ်။ဒင်းဟူဆန်ကတော့သုံးကိုသွင်းပြီးတလုံးဖန်တီးထားနိုင်ခဲ့တယ်။အဲ့ဆိုတော့ဟူဆန်ကိုခေါ်ပေမဲ့လေဝီလန်ဆာလီဘာကို နောက်ဆုံးနေ့ထိစောင့်ကြည့်သွားအောင်မယ်ဆိုတဲ့ Real Madrid သတင်းနဲ့ပတ်သက်ပြီးတော့ဒီဒုတိယပုဂ္ဂိုလ်ဖော်ပြပေးဖြစ်တာပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့ဂျိုဝန်ကာစီယာနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါ ဂျိုဟန်ကာစီယာနဲ့ပတ်သက်ပြီးတော့စပိန်လာလီဂါကလပ်အက်စပန်ယိုအသင်းကယာတီမကုန်ခင်ပါတယ်ဒီစားမောက်ရောင်းချသွားခြင်းနဲ့အကင်များဂျွန်လာမတိုင်မီဒီစားမောက်လာပြီးကန်လက်မယ်ဆိုရင်တော့ကနအူးယူ55သန်းနဲ့လက်လွတ်ခြင်းနဲ့ယူ55သန်းဆိုတာကနအူးပဲအတ်တွန်ဘောနဲ့ဘာကြာနဲ့ဒီကစားမောက်နဲ့ပတ်သက်ပြီးယူ25သန်းအပြည့်ဝလိုခြင်းနဲ့ဒါကစာချုပ်ဖြတ်သိမ်းခြင်းတချို့ report တွေမှာကျွန်တော်တွေ့ပါတယ်ဒီစားမောက်စာချုပ်ဖြတ်သိမ်းခြင်းယူ25သန်းဒါပေမဲ့ ဒီစပိန်လက်ရွေးစင်အသင်းကရွေးချယ်ခံရတာမျိုးဆိုရင်နောက်ထပ်ယူငါးတန်းယူတန်း30လောက်ထိတော့ဖြတ်သွားနိုင်တယ်ဆိုတော့ဈေးတက်သွားနိုင်တဲ့လက္ခဏာကြီးရှိရပါလိမ့်ဒါပေမဲ့အစပန်ယူကဘာကြောင့်ဒီကစားမောက်ကိုခက်မြန်မြန်ရောင်းကျင်လဲဆိုတော့သူတို့ကလည်းဗန်နာကြီးပြဿနာတချို့ရှိတယ်အဲ့ဒါကိုဒီကစားမောက်ကိုရောင်းချပြီးဖြေရှင်းနေတယ်အဲ့ဒါကစားသမားကိုလိုချင်တဲ့အသင်းတွေမှာဆိုယူနိုက်တက်လည်းပါတယ်ဘာစီလိုနာလည်းပါတယ်အာဆီနယ်ကတော့မနစ်ကတွေတွေကတော်တော်လေးတက်တက်ကြွကြလုတ်ခဲ့တာအခုဘာဖြစ်လဲဆိုတော့အရင်ကဆိုရင်တော့အာရီတာကဒီကစားမောက်ကိုလိုချင်တယ်လို့ပြောလိုက်ရင်ခက်မြန်မြန်ခေါ်လို့ရတယ်ဒါပေမဲ့အန်ထရီပါတာကအသင်းရဲ့တိုက် က်စစ်ပိုင်းတိုက်စစ်တောင်ပန်းကွင်းလေအဲ့ဒါကအရေးကြီးတယ်ရာယာရဲ့အရန်ကိုသမောင်းနောက်ဆုံးမှစဉ်းစားမယ်ဆိုပြီးတားထားတာဖြစ်တဲ့အတွက်အခုကိစ္စကြီးကထင်သလောက်ပေါ်မလာခဲ့တာအဲ့တော့ရောင်းကျင်တဲ့အသင်းကတော့ထုတ်ပြီးပြောလာတဲ့အထိပေါ့လေသိရမလားကိုကသွားမကန်လန်းရင်တော့သူတို့ကဈေးလျှော့ရောင်းဖို့လူလုံးထွက်ပြလာပြီအဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့ကြံခဲ့တဲ့ຫນွေတော့ကျွန်တော်တို့15တန်းတန်း20လောက်ထိကျွန်တော်တို့လိုက်ရောခဲ့တည် ဒါပေမဲ့ဒီသားမောက်ပိုင်တဲ့အသင်းက25တန်းတန်း30ရမှရောင်းမယ်ဆိုပြီးကျွန်တော်တို့သဘောမတူခဲ့တာဖြစ်တဲ့အတွက်အပြောင်းရွှေ့ပြပြခဲ့တယ်။ကစားသမားတော့ quality ရှိတယ်။အစပန်ညိုအသင်းကိုလာလီကနှစ်ကနေပြီးတော့တစ်ကိုတန်းတက်နိုင်အောင်ကူညီပေးခဲ့တဲ့ လူငယ်ကိုသမားလေးအသက်က24နှစ်ရှိပြီမကြာခဏလည်းကျွန်တော်ပြောနေကြဖြစ်တဲ့ကိုသမားတူဦးထဲမှာပါပဲပေါ့လေအဲ့တော့ဒီယာဒီလာလီကာ35ဝက်မှာတော့ကလင်းရှစ်ခုနှစ်ကြိမ်ရထားတယ်138ကြိမ်ပုတ်ထုတ်ကာဝယ်ထားပြီးတော့48ကိုတော့ပေးထားရတယ်အဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ခေါ်ယူသွားနိုင်မလားဒါမှမဟုတ်နောက်ဆုံးကြမှာဘတ်ဂျက်မကြံတော့လို့မခေါ်လို့ဆိုရင်တတိယနေ့ကြားမလားခွန်မဝင်ရောက်ရေးသားပြီးတော့ပါဦး ဒီ season လေးကိုဒီကောင်ကြီးပောင်းပြီးတဲ့ရှုပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်399 6939 630ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ခွေချကို Sport Internet 9300 Mbps ကိုကစားမယ်ဆိုရင်တော့ကျွန်တော်နဲ့လက်တက်ထားတဲ့ကိုဆိုင်းရဲ့ရှုပေါ်လုံးမှာလာပြီးကစားဖို့အားလုံးဖိတ်ခေါ်ချင်ပါတယ်ဘောလုံးပွဲတွေကိုအပျော်ရဲဆော့ဆော့စီးပွားဖြစ်ဖြစ်ဆော့ဆော့ကိုတက်နိုင်တဲ့ပမာဏနဲ့ဆော့ဖို့အားလုံးကိုအကြံပြုပါတယ်ကြောစီမှာလာပြီးဆော့လို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Premier League ရွေးချယ်မဲ့ဒီယာတီရဲ့အကောင်းဆုံးကစားသမားနဲ့ပတ်သက်ပြီးဇကာတင်အဆင့်၈ယောက်ကိုဖော်ပြပေးတော့မှာပါ Player of the Season ပေါ့လေ Premier League ရဲ့ရွေးချယ်တဲ့တရာတီလုံးအကောင်းဆုံးသော player အဲ့ဒီဇကာတင်စင်းထဲမှာဆိုရင်တော့ Liverpool ကကစားသမား၃ဦးပါတယ် Gravin van Bash Mohamed Salah ဘာဂျန်ဗန်တိုက်ပေါ့လေဒီ၃ဦးပါတယ်ဒီ Forest ကဆို၂ဦးပါတယ်အဲ့ဒါကဒီတိုက်စစ်က Chris Wood ရဲ့နောက်ပြီး Morgan Gatewhite အဲ့နှစ်ယောက်ပါတယ်နောက်ပြီး Newcastle က Alexander Isak Brentford က န်ပူမို အာဆင်နယ်က Declan Rice ဒီကစားသမားတွေပါဝင်လာပေါ့လေအဲ့တော့ဒီ၈ယောက်ကတော့ Premier League ရွေးချယ်မဲ့တရာတီလုံး ဒါအကောင်းဆုံး player of the season နဲ့ပတ်သက်ပြီးစကားတင်အစ်စ်မှာအဲ့တော့ Declan Rice ကတော့ဒီစုရသွားမလားကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေကျွန်တော်လည်း Declan Rice ကိုရသိချင်တယ်မနစ်ကလည်း Premier League မှာပွဲပေါင်း52ပွဲပြိုင်ပွဲစုံမှာကစားထားတယ်ဒီရသည်လည်းပြိုင်ပွဲစုံမှာပွဲပေါင်း50ကစားထားတယ်ပြီးတော့69သွင်းပြီး10လုံးဖိုင်ထားတယ်မနစ်ကဆိုရင်တော့89သွင်းပြီးတော့17လုံးဖိုင်ထားတယ်အဲ့တော့ဒီကစားသမားအနေနဲ့200ရာသီဆိုရင်ပြိုင်ပွဲစုံမှာပွဲပေါင်း100ကျော်ထိကစားထားပြီးတော့တကယ့်ကိုအတည်ငြိမ်ဆုံးခြေစုံပြသထားနိုင်ခဲ့တယ်အင်ဂျူနဲ့ပတ်သက်တဲ့ Trolley Storm ဖြစ်တယ် တော့အခြားကစားသမားတွေထပ်ဆိုင်တော့ကျွန်တော်ကအာဆင်နယ်ဖန်ဖြစ်နေလို့လားမသိဘူး Declan Rice ကိုတော့ Premier League ရဲ့တရားသီးလုံး Player of the Season အဖြစ်ကျွန်တော်ကတော့ရွေးချယ်ခံရစီကြပါတယ်အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ